ော်နယ်ထရန့်ဟာသဘောတူညီချက်တွေပြုလုပ်ခြင်းကိုဂုဏ်ယူဒုသူကဂုဏ်ယူတတ်ပါတယ်သူကစစ်ပွဲရှိခုကိုဆုံးသပ်ပြီးပြီလို့ဆိုတယ်တခုမဟုတ်နှစ်ခုမဟုတ်ရှစ်ခုဖြစ်တယ်သူကနောက်ဆုံးအောင်မြင်မှုမှာဂါဇာမှာအပြစ်ကရဆဲရေးဖြစ်တယ်ယခုအခါအပြစ်ကရဆဲရေးဟာတရှိနေစေဖြစ်တယ်ဒါဇခန်တွေနဲ့အချင်းသားတွေကိုဖလှယ်နေကြတယ်ထွန်းက၎င်းကိုအနောက်အာရှတဲ့အစပြုမှုလို့ခေါ်ဆိုနေပါတယ်ဒါပေမဲ့ပြဿနာတစ်ခုပေါ်ပေါက်လာနေပါတယ်ဒေါ်နယ်ထရန့်ဟာ ယခုအခါဟာမတ်စကိုတိုက်ခိုက်မှုတွေပြုလုပ်မယ်လို့ထင်ချောင်းနေပါတယ်။သူရဲ့ True Social Post မှာပါပြောထားတဲ့ကိုကြည့်ကြရအောင်။ထွန်းကဤတို့ရေးသားခဲ့ပါတယ်။ဟာမတ်စကဂါဇာမှာလူတွေကိုဆက်လက်တပ်ဖြတ်နေပါက၎င်းဟာသဘောတူညီချက်ရဲ့တစိတ်တပိုင်းမဟုတ်ပါဘူး။ကျွန်တော်တို့မှာ၎င်းတို့ကိုတွားရောက်တပ်ဖြတ်ရန်နဲ့လွဲလို့ကြွေးချက်စရာမရှိပါဘူးလို့ပြောခဲ့ပါတယ်။တရင်စကားအလွန်ရှင်းလင်းပြီး Transcend ပါတယ်။သူကဟာမတ်စက ကာဇာမှာလူတွေကိုတပ်ဖြတ်နေတယ်လို့ဆိုကာ၎င်းဟာနေချင်းကြီးတဘောသူရင်ချက်ရဲ့တတိပိုင်းမဟုတ်ကြောင်းပြောပါတယ်။ဒါတကြောင့်၎င်းတို့အားရတ်တက်ရန်တတိပေးနေပြီးအကယ်၍၎င်းတို့မရတတ်ပါကအမေရိကန်ပြည်ထောင်စုက၎င်းတို့ကိုတိုက်ခတ်မယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့တပတ်ကသာထရန့်ဟာနေချင်းကြီးအကြောင်းပြောနေခဲ့ပါတယ်။သို့တော့ယခုအခါသူကအမေရိကန်ရဲ့စစ်ရေးအင်အားကိုတုံ့ပြန်၍တတိပေးနေပါတယ်။ တာဆူပါရီမမျော်လင့်ထားတာဖြစ်သွားနိုင်တယ်လေ၎င်းကိုနားလည်ဖို့အတွက်ဂါဇာမှာတွင်းမိုက်ကိုကြည့်ဖို့လိုအပ်ပါတယ်ဘုံကျက်တက်ခတ်မှုတွေရပ်တန့်သွားတော့လဲဟာမတ်ရဲ့အကြမ်းဖက်ဖိနှိပ်မှုတစ်ခုစတင်လှုပ်ဆောင်နေပါတယ်၎င်းတို့ကဒေသခံဂိုင်းတွေနဲ့ပြည်သူစစ်တွေကိုတိုက်ခိုက်နေပါတယ်ဟာမတ်က၎င်းတို့အုပ်စုတွေဟာအကူအညီများကိုခိုးယူပြီးအစ္စရေးနဲ့လက်တွဲလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်ဂါဇာမှာတောင်းပန်ပွဲရဗီဒီယိုအချို့က online မှာပေါ်ထွက်လာခဲ့ပါတယ်၎င်းတို့ကဟာမတ်ကလူထုအလယ်မှာ အမျိုးသားတွေကိုပြစ်ဒဏ်နေတာကို ပြတ်သက်ထားပါတယ်။ဂါဇာမှာရှိတဲ့လူတွေကကြောက်ရွံ့နေကြပါတယ်။ဒါပေမဲ့ဟာမတ်စ်က၎င်းတို့ကအစီအစဉ်ကိုပြန်လည်ထိန်းသိမ်းရတဲ့အန်ဒီရှိတဲ့ဂိုင်းတွေကိုဖယ်ရှားရတာစူးစမ်းနေတယ်လို့ဆိုတယ်။၎င်းတို့က၎င်းဟာဂါဇာမှာထိန်းချုပ်မှုကိုပြန်လည်တိဆောက်ရန်တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။အစပိုင်းမှာထွားက၎င်းကိုပြဿနာမထင်ပုံရတယ်သူကဤလိုပြောခဲ့ပါတယ်။၎င်းတို့ကလည်းနဲ့ဖယ်ရှားမယ်လို့ဆိုခဲ့တယ်။၎င်းတို့က အလွန်ဆိုးဝါးတဲ့ဂိုင်းအနေငယ်ကိုဖယ်ရှားခဲ့တယ်။သူတို့ကဂိုင်းသားအချို့ကိုတပ်ဖြတ်ခဲ့ပြီးသူတို့တရုတ်ကိုတိတ်အရှိန်နောက်ဆက်မဖြစ်စေခဲ့ပါဘူး။၎င်းကပြဿနာမရှိပါဘူးလို့ပြောခဲ့ပါတယ်။သူက၎င်းကိုသူ့ကိုအနောက်ဆက်မဖြစ်စေချောင်းနဲ့ဟာမတ်ကိုလက်နဲ့ဖယ်ရှားရန်မေကန်စစ်တပ်ကိုအသုံးမပြုမီဟုဆိုခဲ့တယ်။သူကဤလိုလည်းပြောခဲ့ပါတယ်။ ကျွန်တော်တို့ကအမေရိကန်စစ်တပ်ကိုမလိုအပ်ပါဘူးကျွန်တော်တို့ဟာရခိုင်ကလေးကအလွန်ပဝင်ပတ်သက်နေပြီဖြစ်တယ်အကယ်၍ကျွန်တော်တို့ပဝင်မနေခဲ့ပါကငြိမ်းချမ်းရေးရှိမှာမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့24နှစ်ရဲ့အတွင်းထွန်ကသူရဲ့ရတ္တိချက်ကိုပြောင်းလဲခဲ့ပါတယ်ယခုအခါသူကဟာမတ်ရဲ့လုတ်ရတ်တွေဟာငြိမ်းချမ်းရေးသဘောတူချက်ရဲ့တစိတ်တပိုင်းမဟုတ်ကြောင်းဆိုခဲ့ပါတယ်သူကအကယ်၍၎င်းတို့ကဂါဇာမှာပြစ်မဲ့သူတွေကိုဆက်လက်တပ်ဖြတ်နေပါက တဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းမဟုတ်ပါကျွန်တော်ဘာဖြစ်မှကိုစောင့်ကြည့်ရမယ်လို့ပြောတယ်အဲဒီနောက်တရင်တော့တူကရခင်ကတင်က၎င်းတို့ကိုဂိုင်းနာတူကိုတတ်ဖြတ်နေတယ်လို့ဆိုခဲ့တော့လဲယခုတင်က၎င်းတို့ကိုအပြစ်မဲ့သူလို့ခေါ်တယ်ယခု၎င်းတို့ကိုအပြစ်မဲ့သူတွေလို့တင်ထင်လာရချင်းအကြောင်းရင်းကဘာလဲလို့မေးမြန်းခဲ့ပါတယ်ထွန်းကကျွန်တော်ဖြစ်ပျက်နေတာတွေကိုကြည့်နေပါတယ် ၎င်းကပြုလုပ်ခဲ့တဲ့သဘောတူညီချက်မဟုတ်ပါဘူးကျွန်တော်ဘာဖြစ်မှန်းကိုစောင့်ကြည့်ရမယ်လို့ဖြေကြားခဲ့ပါတယ်။ဒါဆိုထရန့်ကရုတ်တရက်စိတ်ပြောင်းလဲသွားရခြင်းအကြောင်းရင်းကပါတယ်။သူဟာဖိအားများအောက်ကို ရောက်ရှိလာဖို့ရပါတယ်။အစ္စရေးမှဝါရှင်တန်မှာရှိတဲ့ဩဇာကြီးမားသူတွေနဲ့ဂါဇာမှာဂါဇာရဲ့အစီအစဉ်တိတ်ကိုအကြမ်းဖက်အုပ်ချုပ်မှုလို့ခေါ်ဆိုပြီးတော့မီဒီယာတင်းတွေမှာရှိပါတယ်။ထရန့်ကဇလန်ဟာသူ့ စန့်ကျင်ဘက်သို့ပြောင်းလဲလာတာကိုသဘောပေါက်ခဲ့ပါတယ်။သူရဲ့အောင်မြင်မှုဖြစ်မဲ့အရာဟာယခုအခါမကောင်းသည့်ပုံပေါက်လာပါတယ်။နေကြာကြီးအစားလူတွေဟာတပ်ဖြတ်မှုဗီဒီယိုမျိုးမြင်တွေ့နေရပြီးဟာမတ်စ်ကဂါဇာကိုပြန်လည်အုပ်ချုပ်နေဖို့ရပါတယ်။အဲဒါကြောင့်ထန်ဟာရမဟာမတ်စ်ကိုပြင်းထန်တဲ့တတိပေးချက်တစ်ခုပေးခဲ့ပါတယ်။ဒီချိန်တည်းမှာပဲအစ္စရေးကလည်းဟာမတ်စ်ကနေကြာကြီးအစီအစဉ်ကို ချိုးဖောက်နေတယ်လို့ဆိုပါတယ်။၎င်းတို့ကဟာမတ်စ်က တစကအလုံးကိုအထူးသဖြင့်80နှစ်နိုင်အတွင်းပြန်မလို့ပေးခဲဆိုခဲ့ပါတယ်ထရန်ကကဲခဲတဲ့အခြေအနေတစ်ခုဖြစ်တယ်၎င်းတို့ကိုယနေ့ရုပ်အလောင်းတွေကိုပြန်ယူလာခဲ့တဲ့တင်သိတဲ့အတိုင်းဖြစ်တယ်၎င်းတို့ကကောင်းမှုစွာပြုမှုရမယ်လို့ဆိုတယ်ကျွန်တော်တို့သိရမယ်အကယ်၍ကျွန်တော်တို့ကကောင်းမှုစွာပြုမှုပါကအရန်ကောင်းပါတယ်အကယ်၍၎င်းတို့မပြုမှုပါကကျွန်တော်တို့ယူဆရမှာဖြစ်တယ် ။ယခုအကြီးမားဆုံးမိန့်ခွန်းကတော့ဟာမတ်စ်ကတကယ်ပဲလက်နက်ဖယ်ရှားမလား။ဟာမတ်စ်က၎င်းရဲ့လက်နက်တွေကိုလက်လို့ရမှဖြစ်ပြီးဂါဇာကိုအုပ်ချုပ်ခြင်းမှနှုတ်ထွက်ရမှဖြစ်တဲ့ထရန့်ရဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တစ်စိတ်ပိုင်းဖြစ်တယ်။ဒါပေမဲ့ဟာမတ်စ်က၎င်းကိုသဘောမတူညီခဲ့ပါဘူး။အီဂျစ်နိုင်ငံသားရဲ့ဝန်ကြီးအားဟာမတ်စ်က၎င်းရဲ့လက်နက်နဲ့နိုင်ငံရေးအာဏာကိုလက်လွတ်ရန်နဲ့ပတ်သက်၍မေးမြန်းခဲ့ပါတယ်။သူကဤသို့ပြောခဲ့တယ်။ဤသဘောတူညီချက်ဟာ ိုက်နိုင်ရန်ပြုလုပ်ထားခြင်းဖြစ်ပြီးအ धिक အာမခံသူမှတမနာထွက်တဲ့အမေရိကန်ပြည်ထောင်စုဖြစ်တယ်။၎င်းကထရန့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဖြစ်ပြီးလူတိုင်းက၎င်းကိုလေးစားသင့်တယ်လို့ပြောခဲ့တယ်။နောက်ပြီးတော့သူကဘလို့ဆက်ပြောလဲဆိုတော့ကျွန်တော်တို့ကနှစ်ဖက်စလုံးက၎င်းတို့ရဲ့ဂရီကုတ်တွေကိုဂုဏ်ပြုမယ်လို့မျှော်လင့်ပါတယ်။စစ်ပွဲအဆုံးသတ်ခြင်းဟာရရှိတည်တံ့ရမယ်ဖြစ်တယ်။ကျွန်တော်တို့မှာရှိတဲ့တခုတည်းတော့အစီအစဉ်ဖြစ်ပြီးကျွန်တော်တို့ဟာ၎င်းနဲ့အတူဆစ်ဆက်ရမှာဖြစ်တယ် ဒါပေမဲ့မျောလင်းချက်တစ်ခုတည်းကတကယ်မဟာပြူတာမဟုတ်ပါဘူးအာနာဟာကွက်တွေကအထူးသဖြင့်အနောက်အာရှမှာရှေ့လျားစွာမတည်ရှိပါဘူးဟာမတ်ကစစ်ပွဲဖြင့်အားနည်းသွားတော့လဲ၎င်းကပျက်စီးမသွားပါဘူးဝါရှင်တန်ကိုခက်ခဲတဲ့အနေထားမှာထားရှိနေပါတယ်အကူညီနဲ့ပြည်နယ်တိဆောက်ရေးစတင်ရန်အတွက်ဂါဇာမှာအစီအစဉ်တွေကိုထိန်းသိမ်းရန်တစုံတစ်ယောက်လိုအပ်ပါတယ်လက်ခံတွေဖြစ်စေမလက်ခံတွေဖြစ်စေတို့သူကဟာမတ်ဖြစ်နေစေဖြစ်တယ် ဒါဆိုထရက်အနောက်အာရှတိဟာမြင်းနေနေမှာရှိနေတယ်လေဆာရွက်ပေါ်မှာအပြစ်ခံရစေးရစီနေစေဖြစ်တယ်တရားဝင်ထုတ်ပြန်ချက်တွေကတော့တိုးတက်မှုအကြောင်းဆက်လက်ပြောဆိုနေတယ်ဒါပေမဲ့ဂါဇာရဲ့လမ်းတွေပေါ်မှာအမှန်တကယ်ဖြစ်ပေါ်နေတာကကွဲပြားပါတယ်ဟာမတ်စ်ကထိန်းချုပ်မှုရှိနေစေဖြစ်တယ်အစ္စရေးဟာ၎င်းတို့ကိုမြုံချီသေးသေးပါဘူးထွန်းကဖြစ်နိုင်ခြေရှိတဲ့တိုက်ခိုက်မှုများအကြောင်းဆက်လက်ပြောဆိုနေပါတယ်ထွန်းရဲ့အနောက်အာရှတိခါ တည်ငြိမ်မှုကိုယူဆောင်လာရန်ရည်ရွယ်ခဲ့တယ်။ဒါပေမဲ့ယခုအခါ၎င်းကချင်းချောက်မှုများနဲ့မတည်ချမှုများဖြင့်ဆက်လက်တည်ရှိနေသောဆွေးဆောင်မှုအားနည်းတဲ့ငိမ့်ချရေးတစ်ခုပုံပေါက်နေပါတယ်။ဒါအပြင်၎င်းကထွန်းရက်သဘောတူညီချက်ပြုလုပ်ခြင်းရဲ့စံကျင်ဘက်ဖြစ်နေပါတယ်။သူကငိမ့်ချရေးကိုဂရုပြုတော်လဲဆက်ရွေးချယ်မှုကိုအမြဲတမ်းအသင့်ထားရှိပါတယ်။